မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းပတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကသူ့ရဲ့လူယုံဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလစ်ဆိုတဲ့သူကိုစစ်မတိုက်ဘူးပဲတတိယစစ်ကောင်းဆောင်နေရာမျိုးဖြစ်တဲ့ကြည်ရည်လေးညှိကိုရာဒူးအတိတိုးပေးလိုက်တယ်ဟောစစ်တပ်ထဲမှာဝေပန်တန်းတွေအကြီးအကျယ်စုညံနေကြတယ်ဆိုပါလေရခိုင်ပြည်နယ်ကအချမ်းပတ်စစ်ကောင်းစီရဲ့အမ်းမြို့နဘခတိုင်းစစ်ဌာနချုပ်ကြီးကိုတင်ပိုက်ပြီးတယ်နော် အာကတတော်အေကစစ်တွေမြို့နီးပင်လယ်ပြင်မှာရှိတဲ့စစ်ကောင်စီရဲ့ရေတပ်တင်မောတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးစတင်တိုက်ခိုက်လာပြီးဖြစ်တယ်လို့စစ်ကောင်စီတပ်ကတော့ကြောက်လန့်တကြနဲ့အကြီးအကျယ်ခံစစ်ပြင်နေကြပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖက်စစ်ကောင်ဆောင်မင်းအွန်လိုင်းကသူ့ရဲ့လူယုံဒုတိယပုဂ္ဂိုလ်ကြီးကျော်စွာလင့်ဆိုတဲ့သူကို စစ်မတိုက်ဘူးပဲတတိယစစ်ကောင်းဆောင်နေရာမျိုးဖြစ်တဲ့ကြည်လေညှိကိုရာတို့အထိတိုးပေးလိုက်တဲ့အပေါ်စစ်တပ်ထဲမှာဝေပန်တန်းတွေအကြီးအကျယ်စုညံနေကြတယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်အခုဒီဇင်ဘာလ18ရက်နေ့ကပဲအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းဟာကြီးတက်စစ်ဦးစီးအရာရှိချုပ်ရာတုနဲ့စစ်တောက်ချုပ်ရာတုပူးတွဲရထားတဲ့သူ့ရဲ့လူယုံဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းဆိုတဲ့သူကိုနောက်ထပ်ကြီးရေးလေးနှိမ့်နိုင်ကိုကဲရည်မှုအပြစ်ထပ်မံရာတုတိုးပေးလိုက်ပြန်တာပါ ဲ့ဒီအတွက်စစ်တိုက်ဖူးတဲ့သူကိုတိုင်းပြည်ရဲ့နံပါတ်3စစ်ကောင်းဆောင်နေရာဖြစ်ရာထူးတိုးပေးရမလားဆိုပြီးစစ်တပ်ထဲမှာဝေဖန်တန်တွေအကြည့်ကျဆူညံနေကြတယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။ဒါဟာအကြက်ဖက်မင်းအွန်လိုင်းကအခုလာမယ့်2025ရွေးကောက်ပွဲကိုအတင်းအကျပ်လုပ်ပြီးသူကသမ္မတရာထူးယူမဲ့ပုံစံဖြစ်တယ်လို့အဲ့ဒီအတွက်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းကိုကြော်ပြီးသူ့ရဲ့လူယုံကိုတက်ချုံနေရာပေးဖို့ရည်ရွယ်လာတဲ့သဘောနဲ့အဲ့ဒီဗိုလ်ချုပ်ကြီးကျော်စွာလင့်ဆိုတဲ့သူကို တတိယစစ်ကောင်းဆောင်နေရာတိုးပေးထားတာဖြစ်တယ်လို့လည်းစစ်တပ်အတိုင်းဝိုင်းမှာအကြီးအကျယ်သုံးသပ်ပြောဆိုနေကြတယ်ဆိုပါတယ်။အဲ့ဒီလိုအကြက်ဖတ်မင်းအွန်လိုင်းကိုတိုင်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းကိုကြော်ပြီးအခုနံပါတ်3စစ်ကောင်းဆောင်ယာဒူအဖြစ်တိုးပေးလိုက်တဲ့ဗိုလ်ချုပ်ကြီးကျော်စွာလင်းဆိုတဲ့သူကိုအနာဂတ်တက်ချုပ်အဖြစ်ယာထားဖို့ကြံစည်လာမှုအပေါ်စစ်တပ်အတိုင်းဝိုင်းထဲမှာဝေဖန်တန်တွေအကြီးအကျယ်ကိုဆူညံနေကြပြီးအဲ့ဒီဗိုလ်ချုပ်ကြီးကျော်စွာလင်းဆိုတဲ့သူဟာစစ်မတိုက်ဘူးပဲရုံးလုံးငန်းတွေကိုတာလောက်ရတဲ့သူဖြစ်တယ်လို့ အဖားကောင်းပြီးမဲအွန်လိုင်းကိုဖျားလို့ကိုးကွယ်တဲ့သူဖြစ်တဲ့အတွက်အခုလိုနံပါတ်3နေရာရောက်လာတာဖြစ်တယ်လို့လည်းစစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ကစ်တဲ့ကိုပြောထားပါတယ်ခင်ဗျတဖက်မှာတော့ရခိုင်ပြည်နယ်ကအချက်ပစစ်ကောင်စီရဲ့အမျိုးနဘခတိုင်းစစ်ဌာနချုပ်ကြီးကိုတင်ပိုက်ပြီးတဲ့နောက်အာရခတပ်တော် AA ကစစ်တွေမြို့အနီးပင်လယ်ပြင်မှာရှိတဲ့စစ်ကောင်စီရဲ့ရေတပ်တင်မောတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးစတင်တိုက်ခိုက်လာပြီးဖြစ်တယ်လို့ စေကောင်းစီတက်ကတော့ကြောက်လန့်တကြနဲ့အကြည့်ကျဲခံစစ်ပြင်နေကြပြန်တယ်လို့ဒေသခံသတင်းရေးမြစ်စီကနေသိရပါတယ်။ယမန်နေ့ညပိုင်းကပဲအရခတတော်အေဟာစစ်တွေမြို့အနီးမှာရှိတဲ့စေကောင်းစီရဲ့ရေတပ်သင်းမောတွေကိုလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်တိုက်ခိုက်လာပြီဖြစ်တယ်လို့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ်။လက်ရှိရခိုင်ပြည်နယ်တပွဲစစ်ကောင်းစီရဲ့မာလာပါပြီဆိုတဲ့နောက်ပခတိုင်းစစ်ဌာနချုပ်ကြီးကိုပါအပိတ်သင်းပိုက်ပြီးမြို့တွေတမြို့ပြီးတမြို့သင်းပိုက်လာတဲ့အရခတတော်အေအေရဲ့ထိုးစစ်တွေဟာ စစ်တွေးမြို့ကိုပါဥတီလာပြီးဖြစ်တဲ့အတွက်လက်ရှိစစ်တွေးမြို့ကစစ်ကောင်စီတပ်တွေကတော့စိုးရင်ကြောက်လန့်နေကြပြီးခံစစ်တွေအကြီးအကျယ်ပြင်ဆင်နေကြပြန်တယ်လို့လည်းဒေသခံသတင်းရေးမြစ်စီကနေသိရပါတယ်အာရခတတော်အေးဟာရခိုင်ပြည်နယ်ကစစ်ကောင်စီရဲ့မောင်ရွှေလေးရေတပ်စခန်းဌာနချုပ်ကြီးကိုလည်းတင်ပိုက်ထားပြီးဖြစ်တယ်လို့စစ်တင်းပေါ်ပေါင်းများစွာကိုလည်းရေနဲ့နစ်မြုပ်သွားတဲ့အထိတိုက်ခိုက်ချေမုန်းခဲ့ရုံနဲ့မက နောက်ထပ်စစ်တင်းပေါ်တွေကိုလည်းတင်းစီရရှိခဲ့ဘူးပြီးအခုတခါစစ်တွေမြို့အနီးကစစ်တင်းပေါ်တွေကိုပါစတင်တိုက်ခိုက်လာပြီးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ ဒီတခါစကိုင်းတိုင်းဘက်မှာတော့စကိုင်းမြို့တက်မှာ33ကနေထွက်လာတဲ့အကြပ်ဖက်စကောင်းစီတက်စစ်ကြောင်းကိုတော်လန်ရစ်ပူပေါင်းတက်တွေကကြပြတ်တိုက်ခိုက်ချင်းမှုမှုအတွေ့စစ်ကောင်းစီတက်သား12ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတေကုန်ကြပြန်ပြီသူတို့စစ်သားမပါအလောင်းတွေနဲ့ဒဏ်ရာရစစ်သားတွေကိုစစ်ကားတွေနဲ့လာတဲသွားကြတယ်လို့တော်ရင်2 PPD တက်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီဇင်ဘာလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲ စကိုင်းမြို့တပ်မ33ကနေထွက်လာတဲ့အချမ်းဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကလမ်းကနေအသင်ဆောင်ပြီးဖြတ်အားပြင်းမိုင်းတွေနဲ့ရောလက်နက်ငယ်တွေနဲ့ပါဝိုင်းဝန်းတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား12ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီးအိမ်စီးကား3စီးနဲ့ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေလည်းသူတို့ကားတွေပါပြက်စီးသွားတယ်လို့တိုက်ပွဲတွင်တော်လိုင်းရဲဘော်တအူးနဲ့မြင့်မြတ်စွာအသက်ပေးလူတွားရတယ်ဆိုပါတယ်။အဲ့ဒီနောက် တပွဲတွင်အတုံးယုံသေနေကြတဲ့စစ်ကောင်စီတပ်သားတွေစီကနေတော်လိုင်းရဲဘော်တွေကတနက်ကောက်ဖို့ကြိုးစားပြီးမြေစစ်သားတွေရဲ့မပွားလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုတဲ့ဖို့စစ်ကားတွေချက်ချင်းရောက်လာတဲ့အတွက်လက်နက်ကောက်ဖို့အခွင့်မသာခဲ့ဘူးလို့လေတော်ရင်တူပီပီတီတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာအခုတခါမကွေးတိုင်းဘက်မှာလေရည်စကြိုမြို့နယ်ရေလေကျွန်းဒေသမှာစစ်ကူလာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ချင်းမမှုအတွေ့ စေကောင်းစီတတ်သား10ဦးဝင်ကျင်ကတော့အတိအသင့်တေကုန်ကြတဲ့အပြင်အဲ့ဒီသူတို့စစ်သားတွေရဲ့မပါအလောင်းတွေကိုတော့အေယာဝတီမြစ်ထဲပစ်ချခဲ့ကြတယ်လို့မန္တလေးခရိုင်အမှတ်6တရင်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီဇင်ဘာလ19ရက်နေ့ကပဲရည်စကြိုမြို့နယ်ရေလေကျွန်းဒေသမင်းရွာပြူစောတိခြေရွာအတွက်စစ်ကူလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကလမ်းကနေအသင်ဆောင်ပြီးအနိကကြားပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ စစ်ကောင်စီတပ်သား10ဦးဝင့်ကျင်ကတော့အတိအသေးတိတ်ကုန်ကြပြီတဲ့နော်သူတို့စစ်သားတွေရဲ့မပါလောင်းတွေနဲ့တနက်တွေပါမချန်တဲသွားပြီးတော့ပြန်ဆုတ်သွားတဲ့အချိန်အဲ့ဒီစစ်သားတွေရဲ့မပါလောင်းတွေကိုတော့အေယာဝတီမြစ်ထဲပစ်ချခဲ့ကြတယ်လို့မန္တလေးခရိုင်အမှတ်6တရင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဒီတခါကရင်ပြည်နယ်ဘက်မှာလေကော့ဂရိတ်မြို့နယ်မှာတောင်တင်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အောင်စရာစေချောင်းကို တော်လိုင်းဤပူပေါင်းတက်တွေကတက်ခိုက်မှုအတွင်းစေကောင်းစီတက်တာနှစ်ဦးကတော့အသီးသီးတေကုံကြပြန်တဲ့အပြင်နောက်ထပ်စစ်သား၄ဦးကိုပါအရှင်ဖမ်းဆီးရမိထားတယ်လို့တနငါးလက်ကိုလည်းတင်းစီရရှိထားတယ်လို့ Justice Soldier PDF တပ်ဖွဲ့ကပြောပါတယ်ဒီဇင်မာလာ22ရက်နေ့ကပဲကော်ဂရိမျိုးနဲ့ဒေါနာတောင်ကြီးမှာတောင်တင်နေတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ကြီးပူပေါင်းတပ်တွေကတွားရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခတ်မှုအတွေ့စစ်ကောင်စီတပ်သားနှစ်ဦးကတော့အသီးသီးတေကုံကြပြန်တဲ့အပြင် နောက်ထပ်စစ်သား၄ဦးကိုပါအရှင်ဖမ်းဆီးရမိထားသလိုတနက်၅လက်ကိုလည်းတင်စီရရှိထားတယ်လို့ Justice Soja PDF တပ်ဖွဲ့ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ